ဖလန်းတဲ့အင်တော်ကိုအကြပတ်သမားတွေကအင်အားလုံးနဲ့တိုက်တယ်။အင်အားလုံးနဲ့တိုက်ပါတယ်။အဲ့တော့အကြပတ်သမားတွေထုတ်ပြန်ကြမှာတော့သူတို့ကတော့ဒီအင်တော်မျိုးကိုသူတို့ရသွားပြီဆိုပြီးတော့မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။နောက်ဆုံးသတင်းမျိုးဆက်ပြီးတင်ပြပေးကြပါမယ်။နောက်ဆုံးသတင်းကတော့ဗျာဒီတက်မတော်ကဒီငလင်ပေးကြောင့်ငလင်ပေးကြောင့်ပေါ့ဗျာကျွန်တော်တို့ဒီအပြည့်ရတဲ့ပေါ့တက်မတော်ကတော့ဒီကဘာတိကဘာတိထုတ်ပြန်လိုက်တယ်ပေါ့ထုတ်ပြန်လိုက်တယ် ဲ့ဒီထုတ်ပြန်မှုနီးတူထုတ်ပြန်မှုနောက်ပိုင်းမှာဒီစစ်တိုးကြောအုပ်စုလည်းသူတို့လည်းအပြည့်ရတယ်ပေါ့ပြဿနာဖြစ်သူတို့ကလည်းကာရိုမီတိုက်ထုတ်ကြတယ်ပေါ့အဲ့တော့တကယ်အပြည့်ရမှုကိုတကယ်ကိုကျွန်တော်ဒီလက်နက်ကင်အဖွဲ့တွေကတကယ်ကိုသူတို့တွေကျင့်သုံးခဲ့ရလားတကယ်ကိုလိုက်နာကြရလားဒါတော့ကျွန်တော်မေးကြပါအဲ့တော့ဒီကာလမှာကျွန်တော်ဒီအပိုင်းမှာကျွန်တော်အချက်လက်ချုပ်တွေရှိပါတယ်အဲ့တော့ဒီ KNU အဖွဲ့တွေကကျွန်တော်တို့ယထာယထာလမ်းပိုင်းမှာကျွန်တော်မိုင်းခွဲတာတွေမိုင်းခွဲတာတွေလုပ်တယ်ပြီးရင်ကျွန်တော်တို့တစ်ဖက်မှာလည်းဒါစစ်သွေးကြော A ကဒီ task gain တွေဝင်တိုက်တာတွေ ဝင်လိုက်တာလေလောက်ပါတယ်။နောက်တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီးအင်းတော်ပြီးရင်ကျွန်တော်ချင်းမိနယ်ဖလန်အဲ့တော့အဲ့ဒီချင်းမိနယ်ဖလန်နဲ့အင်းတော်ကိုအကြပ်ဖတ်သမားတွေကအလုံးကြီးနဲ့တိုက်ပါတယ်။အလုံးကြီးနဲ့ကိုတိုက်ပါတယ်။အဓိကတော့ဗျာစစ်တိုက်ကတော့နိုင်မို့တိုက်ကြတာပါပဲတိုးတော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်တယ်ထုတ်ပြန်ခဲ့ပါတယ်တပ်မတော်နောက်တပ်မတော်ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့လည်းသူတို့လည်းထုတ်ပြန်ပါတယ်အဲ့တော့သူတို့လည်းအပြည့်ရကြအောင်ပေါ့တကယ်ကိုအပြည့်ရကြ ਈ လားအဲ့တော့တပ်မတော်ကအပြည့်ရကြအောင်ဘယ်တော့ပဲထုတ်ပြန်ပြန်ဒီ တက်မတော်ကလိုက်နာတော့လဲပဲဒီအခြေအနေပေါ်မှာကျွန်တော်တို့လက်နက်ကိုင်ဖွဲတွေကလိုက်နာခြင်းမရှိဘူးဒီလက်နက်ကိုင်ဖွဲတွေကဘယ်လောက်ထိလိုက်နာခြင်းမရှိလဲဆိုရင်ကျွန်တော်တို့ရှေ့မှာတပိုင်းနေရှိခဲ့တယ်ကျွန်တော်တို့ဖတ်ပူးခဲ့တဲ့ကျွန်တော်တို့ဥနေဝင်လက်ထက်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်ပေါ့ဗျာဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှာလည်းဒီမျိုးလုပ်ခဲ့ပါတယ်အဲ့တော့ဗိုလ်ချုပ်ကြီးနေဝင်ကနှိမ်နေလိုက်နှိမ်နေကတက်မတော်ကနှိမ်နေလိုက်ပေါ့နှိမ်နေလိုက်ကမှအကျမ်းမှတပါတယ်အင်အားပြုံးလာတဲ့ခါမှာတို့လူအင်အားအဲ့တို့အပြည့်ရပြရစီလက်မှတ်ထိုးပြရစီငញ្ញိုင်းထိုးပြရစီပေါ့ဗျာ ဒီလိုနဲ့သူအားရအင်အားစုတယ်ထတ်တိုက်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကဒီဒီလက်ရှိတန်နေရာကဒီတိရောက်လာတော့ပေါ့ပြီးရင်လည်းကျွန်တော်တို့အနည်းငယ်ဆုံးသိခဲ့ရတာပြီးခဲ့တဲ့တမရာကြီးဦးသိန်းစိန်လက်ထက်မှာဆိုရင်လည်းပဲဒါကျွန်တော် NC တွေလောက်ခဲ့ကြတယ်ပြီးရင် NL လက်ထက်မှာလည်း NC လက်မှတ်ရေးထိုးကြတယ်အဲ့ဒီလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေတောင်မှလက်ရှိကာလမှာသူတို့လက်နက်ကင်ပြီးတော့နိုင်ငံတော်ကိုပုံကန်နေတာဖျက်ဆီးနေတာအဲ့တော့ ဲ့တော့ကျွန်တော်တို့ကဒီအပြည့်ရနဲ့ပတ်သက်ရင်တော်တော်လေးတော့ကျွန်တော်စဉ်းစားကြတော့ရှိတာပေါ့ဗျာထို့တော်လည်းပဲကျွန်တော်တို့ဒီတဒီတက်တွေတခုကိုပြပါမယ်ဒါကတော့ဖက်လန်းတဲ့အင်တော်ကိုအကြပ်ပတ်သမားတွေကအင်အားလုံးနဲ့တိုက်တယ်အင်အားလုံးနဲ့တိုက်ပါတယ်အဲ့တော့အကြပ်ပတ်သမားတွေထုတ်ပြန်ကြမှာတော့သူတို့ကတော့ဒီအင်တော်မျိုးကိုသူတို့ရသွားပြီဆိုပြီးတော့သူတို့ထုတ်ပြန်နေတာတွေ့ရတယ်အဲ့မှာကျွန်တော်ဂျပန်လိုင်းကိုပုံတွေပြတယ်ပြီးရင်ကျွန်တော်တို့ရရှိတဲ့ဒီလက်နက်ကြီးတွေလက်နက်ငယ်တွေပေါ့ဗျာဒါတွေသူတို့ပြတာတွေ့ရတယ်ပြတွေ့ရတယ်အဲ့တော့အဲ့တော့ဒါကတော့အဲ့လိုဖြစ်တယ်ပေါ့ဗျာဒီပုံမှာတော့ကျွန်တော်အများကြီးမပြောချင်တော့ပါဘူးအားလုံးလည်း အားလုံးကျွန်တော်ဆက်ကြည့်ရမယ်နေတော့ဗျာအဲ့ဒီအခြေအနေပြည့်ရနောက်ပိုင်းမှာဒီကနေ့ညနေဒီကနေ့ညနေ April 10ရက်နေ့ညနေ6နာရီနဲ့6နာရီနဲ့မိနစ်40အချိန်မှာတမတော်ကအင်းတော်အင်းတော်မှာရှိရဲဒီဂျပန်ကုန်းဂျပန်ကုန်းပေါ့ဗျာဂျပန်ကုန်းတက်ကဘုံကျဲတယ်ပြီးကျွန်တော်6နာရီ43မှာတစ်ချိန်ဘုံကျဲတယ်နှစ်ချိန်ဘုံကျဲတယ်ဘုံကျဲရတဲ့အကြောင်းရင်းကဒီကနေ့ညနေပိုင်းမှာကျွန်တော်တို့ဒီ APSG ရဲ့ခေါင်းဆောင်ခေါင်းဆောင်ပိုင်းနေအဲ့ဒီကိုလာတယ်လာပြီးတော့အောက်ဘက်ခံတယ်ပေါ့ဓာတ်ပုံရိုင်းမယ်ပေါ့ပြီးကျွန်တော်ရီမွန်လာပါတယ် ပြီးကျွန်တော် KI ရဲ့ KI ရဲ့ကျွန်တော် Android ID စီးတောင်ငန်းတွေလာတယ် KI ရဲ့ခေါင်းဆောင်ပိုင်းတွေလာတယ်ပြီးပြီးကျွန်တော် PDF ခေါင်းဆောင်ပိုင်းတွေလာတယ်လာတဲ့အချိန်မှာဒီစစ်စရအုပ်စုတွေကျွန်တော်တို့ဓာတ်ပုံရိုင်းမဲ့သူလူစုနေတဲ့အချိန်မှာတက်ကနေဘုံကျဲလိုက်တယ်လို့ကျွန်တော်သိရတယ်သိရတယ်ပေါ့ဗျအဲ့တော့ဒီဒီတက်မတော်ရဲ့ဘုံကျဲမှုတွေမှာရင်းမွန်ပါသွားပြီလားပြေကျွန်တော်အကြပ်ပါတမားလေးခေါင်းဆောင်ပိုင်းနေပါသွားပြီလားကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီအင်းတော်နဲ့ပတ်သက်ရင်တော့စိတ်ဝင်စားစရာကဒီစစ်သွေးကြောအုပ်စုတွေကအဲဂုံးမှာသူတို့ဓာတ်ပုံရိုက်ခံမဲ့အချိန်မှာ ဓာတ်ပုံရိုက်ခံမဲ့အချိန်မှာတက်မတော်ကတော့ဒီလေချောင်းနဲ့ပြင်းပြထန်ထန်ပုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်ရင်းမှုသေလားမသေလားဆိုတော့ကျွန်တော်